Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ Manchester United ရဲ့ကင်းတောက်ချုပ်အဟောင်းဖြစ်တဲ့ Mick Brown ကလက်ရှိ Mason Mount ရဲ့အခြေအနေနဲ့ပတ်သက်လို့သုံးသပ်ပြထားတာကျွန်တော်တို့ရှိတယ်အဲ့ဒါပါလဲဆိုတော့ဒီနေရာဒီအပြောင်းအရွှေ့အသင်းရဲ့ပြင်ဆင်မှုလုပ်ရက်တွေကိုကြည့်ရင်ဝက်လင်ကစားမဖြစ်တဲ့ Mason Mount ကိုဒီနေမှာရောင်းဖို့ကဖြစ်နိုင်ကြီးတယ်အများကြီးရှိတယ်ဆိုပြီးတော့သူသုံးသပ်ပြထားတာဒီနေရာမှာသူပြောထားတာတွေကျွန်တော်တို့နည်းနည်းကြည့်ကြည့်အောင်ပါနော် မေဆန်မောက်ကိုဒီနေရာဒီပြောင်းရှုမှာရောင်းဖို့ဆုံးဖြတ်ပြီးတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့အဲ့တော့ဒီမှာဆိုလို့ရှိရင်မေဆန်မောက်နဲ့ပတ်သက်လို့အတင်းဘက်ကကျွန်တော်တို့ကအချိန်ကြီးပေးရတယ်ပွဲတစ်ပွဲကစားနိုင်ဖို့အတွက်ကိုပဲအချိန်ကြီးပေးရတယ်အဲပြီးတာနဲ့ပေါ့နော်သူကြံ့ခံမှုပြည်လာပြီဆိုတာနဲ့ကစားဖို့နေရာပြီးတော့လည်းပဲဘနဲ့ပွဲမှန်ကစားရတာမဟုတ်ဘဲနဲ့အရင်တိုင်းပဲ injury ပြဿနာတွေဘာတွေကြုံရင်းနဲ့အသင်းကိုသူအကျိုးမပြုနိုင်ဘဲနဲ့ပေါ့နော်ဒဏ်ရာစင်းင်းနဲ့ပြန်ရောက်သွားရတယ်ပေါ့ဆိုတော့အသင်းမှာ ဘယ်လိုပြောမလဲဒီကစားခွင့်သူဘယ်တော့ဇက်တိုက်ဇက်တိုက်ကစားလာရတယ်ဆိုတာကတော်တော်ကိုအချင်းကြီးနဲတယ်ပေါ့အမူရင်းရဲ့ဘက်ကတော့ဘယ်တော့သူ့အထင်ရဆိုလို့ရှိရင်မေဆန်မောင်ကိုအချိန်ပေးတာလုံလောက်ပြီလို့ဘယ်တော့သူထင်နေပေါ့ဒါအပြင်မေဆန်မောင်နဲ့ပတ်သက်လို့သူသဘောကျပြီးမဲ့လေလို့သူ့ရဲ့ injury ပြဿနာတွေကြောင့်မေဆန်မောင်နဲ့ပတ်သက်ရင်နီးပြားဖြစ်သူအမူရင်းကအာ okay တော့ဆိုလို့ရှိရင်တော့ငါသူ့ကိုအခွင့်အရေးပေးတာတော်သိနေပြီဆိုပြီးတော့ယူဆလောက်တယ်ပေါ့ဘာလို့လဲဆိုတော့ခုလက်ရှိအစ်စ်ဝင်လာမဲ့ မဒီစ်ကွန်ညာတို့ဗောနော်အစ်တစ်ဝင်လာတဲ့မဒီစ်ကွန်ညာရဲ့နောက်ထပ်ဝင်လာနိုင်စွမ်းရှိသေးတဲ့အမ်ဘူမူတို့ရဲ့ကစားမားတွေရဲ့အပြောင်းရွှေ့တွေကိုကြည့်ရင် သူတို့ကစားတဲ့ position တွေနဲ့မေဆန်မောင့်ကစားတဲ့ position တွေတူနေတဲ့အခြေအနေမျိုးမှာမေဆန်မောင့်ကနေရာတိတ်ပြီးတော့ရနိုင်မှုမရှိတော့ဘူးပေါ့ဒါကြောင့်ဗောနော် United နေနဲ့မေဆန်မောင့်တို့ကစားမားမျိုးကိုဒီနေရာဒီအပြောင်းရွှေ့မှာ ရောင်းချဖို့အတွက်ကျူးပန်းတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်။ဒါအပြင်အရန်ကုန်မှာထားတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပြီမဲ့လေလို့ရောင်းချဖို့ကပိုပြီးတော့ဖြစ်နိုင်စွမ်းရှိတယ်ဆိုပြီးတော့သူကကောက်ချက်ချပြတာကျွန်တော်အနေနဲ့ဆိုတော့အဓိကကတော့ကျွန်တော်အနေနဲ့မေဆန်ပေါင်းကစားတဲ့နေရာမှာကစားသမားတွေနဲ့ကစားမကောင်းတွေနဲ့ပိုအစားထိုးတဲ့အတွက်ပဲအခုဆိုလို့ရှိရင်မတ်တီးစ်ကွန်ညာကိုကျွန်တော်တို့ခေါ်ပြီးသွားပြီပြီးတာနဲ့ကျွန်တော်တို့အန်ဘူမိုကိုကျွန်တော်တို့ခေါ်ဖို့လှုံ့ဆော်နေပြီဒါဒီမေဆန်ပေါင်းအကောင်းဆုံးနေရာတွေ လက်ရှိမှာလည်းမေဆန်မောင်းလိုကစားမမျိုးကိုကျွန်တော်ရောင်းချမယ်ဆိုရင်ကျွန်တော်ပြိတ်သက်တီးကြားထဲမှာမေဆန်မောင်းနဲ့ပတ်သက်ပြီးတော့အဲ့လောက်ကြည့်ထီပေါ့နော်။ဟောဟာမေဆန်မောင်းကိုဘာလို့ရောင်းမှာလဲဘာညာဆိုတဲ့ပြိတ်သက်တီးတော့ရှိလိမ့်မယ်လို့တော့မထင်ဘူး။ငါတို့ရောင်းတင်တာကြာပြီဆိုတဲ့ပြိတ်သက်တီးပဲရှိလိမ့်မယ်လို့ကျွန်တော်ထင်တယ်။အခုလက်ရှိမေဆန်မောင်းကိုကျွန်တော်သုံးသက်ကြည့်မေဆန်မောင်းကဟိုဘယ်လိုပြောမလဲ။စာချုပ်တန်ချယ်ဆီနဲ့တစ်နှစ်ပဲကျွန်တော်ရဲ့ကစားသမားကိုယူနိုက်တက်ကတစ်နှစ်လောက်ကျွန်တော်အနေနဲ့ပေါ့နော်။ဆိုပါရဲဒီဒီဒီ အဲတန်း90တိလောက်ကျွန်တော်ပေးလိုက်ရတယ်အသင်းကိုရောက်လာတယ်ဒဏ်ရာရပြဿနာကြီးနဲ့ပဲလုံးပန်းနေရတယ်အဲ့ဒီတန်ဟာလေးသဘောကျခဲ့တာပဲဒါပေမဲ့သုံးဆွဲခွင့်အများကြီးမရခဲ့ဘူးနော်ဒါအပြင်လက်ရှိဆိုလို့ရှိရင်ကျွန်တော်ကနီးပြအမိုရင်ဆိုလို့ရှိရင်မီဆန်မောင်းကိုတော်တော်သဘောကျတဲ့နေရာမှာပါတယ်သို့တော်လည်းပဲအမိုရင်လက်အောက်မှာမီဆန်မောင်းကိုကျွန်တော်ဘလောက်ထိအတုံးချတာမြင်ရလဲဒါကလည်းအမိုရင်အမှားတော့မဟုတ်ဘူးကစားသမားကအင်ဂျူရီမှကြန့်ခိုင်မှုမပြေတာအင်ဂျူရီမှကင်းတယ်လို့ကျွန်တော်မရှိတာဗျာ အဲ့ပွဲဆက်ကစားရတဲ့ပွဲဆိုတော့မေဆန်မောင်းနဲ့တော်တော်ရှားတယ်ဒီနေရာမှာသူ့အတွက်အမိုရင်းရဲ့လက်အောက်မှာအန်ဝင်ခွင့်ကျဖြစ်နိုင်မဲ့နေရာကနေရုနံပါတ်2နေရာပဲဒီနေရာမှာလည်းကစားမကောင်းနေတဲ့ကျွန်တော်လက်ရှိမှာအစားထိုးဖို့ပြင်နေတယ်တချို့ကစားမကြီးတို့ခေါ်ပြီးသွားပြီဆိုတော့ဒါကြောင့်ပေါ့နော်မေဆန်မောင်းကိုအတင်းရဲ့ဘက်ကလက်လွတ်ကောင်းလက်လွတ်သွားနိုင်နေဆိုပြီးတော့သူကပြောထားတာတကယ်တမ်းတွေးကြည့်ရလို့ရှိရင်လည်းပဲအတင်းဟာတပတ်ကိုမေဆန်မောင်းတို့ကနှစ်သိန်းခွဲတိရနေတဲ့ကစားသမားတွေသူ့ဘက်သူတော့ Chelsea မှာဗျာ ဟို3421 formation လောက်အောင်မှာဘလောက်ပဲအဆင်ပြေခဲ့ပါတယ်ဘာပဲညာပဲပြောပြောအကယ်လို့အသင်းပေါ်မှာအကျိုးမပြုနိုင်ဘူးလက်လွတ်တာကပဲပူကောင်းတဲ့အခြေအနေဆိုလို့ရှိရင်လက်လွတ်ဖို့ကျွန်တော်ကြိုးပမ်းမှာပဲလက်လွတ်ဖို့ကြိုးပမ်းမှာပဲဒါကြောင့်မေဆန်မောင်းရဲ့အခြေအနေကအသင်းအနေနဲ့ပေါ့နော်ကျွန်တော်တို့လက်လွတ်မယ်ဆိုလို့ရှိရင်ရောင်းချမယ်ဆိုရင်လည်းပဲတိတ်တော့အန်အော်စရာတော့ရှိရမယ်လို့ကျွန်တော်မထင်ဘူးအန်တိုနီဆန်တိုးစ်တို့အာပြီးလို့ရှိရင်မာကက်စထရက်ဖို့တို့ဂါနာချူတို့ပေါ့နော် ီလိုကစားမားတွေကိုကျွန်တော်ကလည်းလှုပ်ဖို့လှလှုပ်ဖို့ကျွန်တော်ကြိုးပမ်းနေတာဆိုတော့မေဆန်ပေါက်လိုမျိုးစန်ဒရမီဖီနေရမှာလည်းထင်သလောက်ထိအများကြီးအဆင်မပြေဘူးသူကိုယ်တိုင်ကိုကအဲ့ဒီဟာသူ့နေရာမဟုတ်လို့ပဲဆိုတော့ attacking midfield နေရာမှာဆိုလို့ရှိရင်လည်းပိုကောင်းတဲ့ကစားမားတွေရောက်လာပြီဆိုတော့လူစင်းရင်အများကြီးလူတယ်လို့ပြောအောင်ကလည်းမေဆန်ပေါက်ဟာလူစင်းထဲမှာအများတန်းရှိနေတဲ့ပလီယာမျိုးကျွန်တော်မဟုတ်ဘူး injury နဲ့လုံးပဲနေရတယ်ဒါအပြင်တပတ်ကိုနှစ်ပွဲသုံးပွဲလောက်ကစားတော့တဲ့ပလီယာမျိုးကျွန်တော်မဟုတ်တော့ဘူး။အဲကြောင့်မီဆန်ပေါက်နဲ့ပတ်သက်လို့ရှိရင်အသင်းအနေနဲ့ ကျွန်တော်တို့ဗောနော်လက်လွတ်မယ်ဆိုလို့ကျွန်တော်မသိအန်အားတင်းစရာရှိလိမ့်မယ်လို့ကျွန်တော်မထင်ဘူးတော့တခုတော့ရှိတယ်ဗောနော်ဒါကမီဆန်မော့ကိုလက်လွတ်နိုင်ကြီးအနေတာကတစ်ချက်တော့ရှိတယ်အဲ့ဒါအန်မိုရင်းကတော်တော်သဘောကျလို့ပဲအဲ့မျိုးကျွန်တော်ခုနကပြောလို့ပဲအန်မိုရင်းမြေမြေသဘောကျရုံမကဘူးဘာပဲလှုပ်ချင်လှုပ်ချင်ကိုအတင်းပုံမှာအကျိုးမပြုတ်နိုင်ဘူးမင်းသူ့ကိုပွဲကစားခွင့်ပေးလို့အဆင်မပြေဘူးဒံယာရီနဲ့သာတိုင်ပတ်နေတယ်ဆိုရင်သူလည်းပဲအလကားပဲသူလည်းပဲအလကားပဲဒါကြောင့်ဗောနော် နီးပြဖြစ်သူတို့ပင် MOD နေတဲ့ဒီຫນွေမှာမေဆံမောင်းကိုလက်လို့ဖို့အတွက်ဆုံးဖြတ်ပြီးပြီဆိုတာမျိုးကဖြစ်နိုင်ခြင်းရှိတယ်။ညီကရောဘယ်လိုမြင်ကြလဲ။မေဆံမောင်းကိုကျွန်တော်လက်လို့တင်တယ်လို့ထင်ကြလား။ဆွေးနွေးကြပါအောင်။အားလုံးကိုကျေးဇူးများတင်ပါတယ်။